ပါဠိစော်ပါဒီကနေ့ဇူလိုင်လ2ရက်နေ့နရင်းစင်ရရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမှာအရှုပ်သားနဲ့အကျဉ်းသားတရှုတ်စစ်မှုထမ်းဖို့ခေါ်ဆောင်ခံနေရတယ်ဆိုတဲ့သတင်း။မောင်နှောမျိုးပေါ်ရက်ကွက်နဲ့ကြေးရွာတရှုတ်မှာရေမြုပ်ပြီးဆက်သွေးရေးပြတ်တောက်ကစားနေရိတ်ခါပြက်လက်နေတယ်ဆိုတဲ့သတင်းနဲ့ကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်နေလို့ စစ်ပေးရှောင်ဥယျ2000ကျော်အထိရှိလာနေတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ကြောက်ဖြူမျိုးကမျိုးမရဲစခန်းနဲ့အကျဉ်းထောင်တွေအတွင်းကအရခတတော် AA နဲ့ဆက်ဆက်တန်တရားနဲ့ဖက်စီရှုံအောင်ခံထားရတဲ့အရှုပ်သားအကျဉ်းသားတချို့ဟာပျောက်ဆုံးတာတွေရှိနေပြီးစစ်မှုထမ်းဖို့အတွက်ခေါ်ဆောင်ခံရတာတွေရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါရ အေအေနဲ့ဆက်ဆက်တယ်ဆိုပြီးစစ်ကောင်စီကဖမ်းဆီးထားကအမိမချရသေးတဲ့ကြောက်ဖြူမျိုးမရေစခန်းအတွင်းကအရှုပ်သားတရှုံဟာပြီးခဲ့တဲ့ဇွန်လကနေစပြီးပျောက်ဆုံးနာရီရှိနေတယ်လို့တရင်ရင်းမြစ်အမျိုးသမီးတယောက်ကနရင်စရာကိုပြောပါရယ်မျိုးမရေစခန်းမှာရှုပ်ထားတဲ့လူငယ်လူလက်အရွယ်တရှုံပျောက်ဆုံးနေကနင်းနေချင်းစီခေါ်ထုတ်သွားပုံရတယ်လို့လဲတိတာခန်တွေကပြောကြပါရယ်အဓိကအေအေနဲ့ဆက်ဆက်တယ်ဆိုပြီးအရှုပ်ရှခံထားရတဲ့သူတွေဟာ စစ်မှုထမ်းသိမ်းတတ်ဖို့စီရင်ခံနေရပြီးစစ်သားအဖြစ်အသွင်းခံရမှုတွေရှိနေတယ်လို့လည်းဆိုကြပါတယ်။ AA နဲ့ဆက်ဆက်တန်တရားနဲ့ထောင်ဒဏ်အမိရှာမှတ်ခံထားရတဲ့အကျဉ်းသားတချို့ကိုကြောက်ဖြူအကျဉ်းထောင်ကနေစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့စာရာဖရုံးစီကိုခေါ်ယူစစ်ဆေးခံရပြီးတော့တညဝတီရေတပ်ဌာနချုပ်ကိုပို့ဆောင်ခံရတယ်လို့ကြောက်ဖြူဒေသခံတွေကနရီစရာကိုပြောပါရရှင်။မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်ရခိုင်ပြည်အနောက်ဘက်နေဆက်မောင်းတော်မှာ မြို့ပေါ်ရက်ကွက်တချို့နဲ့ကြေးရွာတချို့ရင်းနှီးမြုပ်နေပြီးဆက်သွေးရည်တွေပြတ်တောက်နေကစားနပ်ရိက္ခာပြက်လက်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့ဒေသခံတွေကပြောကြပါရယ်မြို့ပေါ်ရက်ကွက်တင်နဲ့ကြေးရွာတချို့ရင်းနှီးမြုပ်တာတွေရှိနေပြီးမိုးကြီးတဲ့အတွက်အပြင်ထွက်အလုံးမလုံးနိုင်ကြဘူးလို့လည်းသိရပါရယ်လက်ရှိဒေသခံတွေကိုကုညီထောက်ပံ့ပေးမှုတွေလည်းမရှိတဲ့အတွက်စားနပ်ရိက္ခာတွေပြက်လက်နေကြပြီးဒုက္ခတွေ့နေရတယ်လို့မောင်တော်ကိုင်းကြီးကြေးရွာဒေသခံလူကြီးတယောက်ကပြောပါရယ် ်ဘင်္ဂလားပင်လယ်အော်မှာလီပီးယားနေရန်ဝန်တုံးကျင်တိုင်းတိုင်းပေါ်ပေါက်ခဲ့တာကြောင့်အခုရက်ပိုင်းမောင်တော်ဒေသအပအဝင်ရခိုင်တပြည်နယ်လုံးမှာမိုးရေအဆက်မပြတ်ရွာသွန်းနေတယ်လို့သိရပါတယ်။လက်ရှိအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ကန်ယိုတဲမှာလီပီးယားနေရန်ဝန်တစ်ခုထပ်မံဖြစ်ပေါ်နေပြီးအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်မြောက်ပိုင်းအနောက်ဘင်္ဂလားပြည်နယ်နဲ့ဂျက်ခန်ပြည်နယ်တို့ကိုဝင်းရောက်ဖြတ်ကျော်နိုင်တယ်လို့မြန်မာမိုးလေဝသဌာနညွှန်ကြားရေးမှူးဦးစီးဌာနကသတင်းထုတ်ပြန်ထားပါရှင် ကြောက်ဖြူမျိုးနယ်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်ကြောင့်စစ်ပေးရှောင်ဥယျ2000ကျော်အထိရှိလာနေတယ်လို့ကုညီကေစီရေလုတ်ကင်ပေးနေသူတွေစီကနေသိရပါဗျာ။ကြောက်ဖြူမှာပြီးခဲ့တဲ့2024ခုနှစ်အတွင်းတိုက်ပွဲမဖြစ်မီကစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်မှုတွေကြောင့်ဘေးလွတ်ရာစစ်ပေးရှောင်ခဲ့ကြရတဲ့ဒေသခံ8000လောက်ပဲရှိခဲ့တယ်လို့ကြောက်ဖြူမျိုးနယ်စစ်ပေးရှောင်အရေးပေါ်ကုညီကေစီရေကော်မတီကနေသိရပါဗျာ။ မြို့နယ်တစ်ခုလုံးမှာပြီးခဲ့တဲ့ဇွန်လအထိစုစုပေါင်းစူပီးရှောင်းဦးရေဟာ2200ကျော်အထိရှိလာနေတယ်လို့အဲ့ဒီကော်မတီရဲ့တာဝန်ခံကိုအောင်အောင်ကနရင်စရာကိုပြောပါရယ်အခု2025ခုနှစ်ဖေဖော်ဝါရီလကစပြီးကြောက်ဖြူမြို့နယ်မှာအာရခတတော် AA နဲ့စစ်ကောင်စီတပ်တို့အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားလာခဲ့တဲ့အတွက်ကြောင့်ဒေသခံတွေအများအပြားဟာစူပီးတင်းရှောင်းနေကြရတာဖြစ်ပါရယ်အဲ့ဒီစူပီးရှောင်းတွေဟာဘေးလွတ်ရာအဆင်ပြေတဲ့နေရာတွေမှာ တေးထိုးနေထိုင်နေကြရပြီးတော့နေရာထိုင်ခင်းတွင်စာနေရိတ်ခါတွေအဝတ်ထည်နဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလိုအပ်နေရလို့သိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကို တင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့အေယာဝတီတိုင်းကမြို့နယ်နှစ်ခုမှာမေလ15ရက်နေ့ကနေဇွန်လ30ရက်နေ့အထိစစ်ကောင်စီတိုက်ခိုက်မှုကြောင့်အရက်သား6ယောက်သေဆုံးက 20ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်အများအပြားပျက်စီးခဲ့ရပါတယ်။လင်းမြတ်နာမြို့နယ်နဲ့ရေကြည်မြို့နယ်တွင်မှစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေရှိခဲ့ပြီးနေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ပြည်သူ့လူမျိုးရေးပါတီ PLF နဲ့အမှတ်29နီးပြူဟာ AWD PDF တို့ရဲ့စည်ရင်းစရာတွေနဲ့တကွပုံတွေးထုတ်ပြန်ချက်အထင်မှဖော်ပြထားပါတယ်။ အရာဝတီတိုင်းအတွင်းတော်လန်စစ်တွေတိုးရှင်လာတာနဲ့အမျှစီရေးအရာရှုံးနေလာနေတဲ့စစ်ကောင်စီဟာသူရေဘောဆန်စွာအရတားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုနေ့စဉ်နဲ့အမျှဆက်တိုက်ပြုလုပ်လာနေတာကို တွေ့ရတယ်လို့ဆိုပါရယ်စစ်ကောင်စီရဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရသူတွေအထက်မှာလေးမျက်နှာမျိုးနေကရှိအောင်နဲ့ရေးကြီးမျိုးနေကတယောက်ပါဝင်ပါရယ်နောက်ထပ်တယောက်ကတော့ရေးကြီးမျိုးနေရွာတစ်ကြီးအုပ်စုဂွေးပင်တောက်ကြီးရွာကဖြစ်ပါရယ် ။တန်းရာရရှိသူ20ရှိပြီးအဲ့ဒီအထဲမှာတော့အမျိုးသမီး17ယောက်နဲ့အမျိုးသား9ယောက်ပါဝင်ပါတယ်။စစ်ကောင်စီဟာရေကြီးမြို့အခြေဆိုင်အမတ်တ344တပ်စခန်းနဲ့ရေကြီးမြို့နယ်လေးမျက်နှာမြို့နယ်တွေကစစ်ကောင်စီတပ်စခန်းအသီးသီးကနေသူတို့လက်လွတ်ဆုံရှုံလိုက်ရတဲ့လူနေကြီးရွာအင်ချေအဆောက်အဦတွေနဲ့အရက်သားပြည်သူတွေကိုပြစ်ခတ်တိုက်ခိုက်နေတာပါ။စစ်ကောင်စီဟာလေရင်ဒရုန်း လေတီလက်နက်ကြီးမီးလောင်ပုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးတော့စစ်ရဆွေးမှုတွေကိုကျူးလွန်ခဲ့တယ်လို့ဥဒေထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာ KI OKIA မြို့နယ်ကုတူပလောင်မွတ်စလင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့အမျိုးသမီး၂ယောက်စီကနေရာဘာစီပြာ9000နဲ့နောက်ထပ်လူငယ်1ယောက်စီကနေစီပြာ3000ဖမ်းဆီးရမိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှသတင်းဖော်ပြပါရတယ်။ ဇွန်လ26ရက်နေ့ကဘင်ဒရိုဘင်ခိုင်နက်ကျောက်စရီမြို့နယ်အတွင်းစီနင်းမုံတစ်ခုမှာအဲ့ဒီအမျိုးသမီး၂ယောက်စီကနေရပါစိတ်ကြွဆေးပြားကိုတောင်ဖန်စီရမိခဲ့တယ်လို့ဆိုပါတယ်။ဖန်စီခံရတဲ့အမျိုးသမီး၂ယောက်ဟာမြန်မာနိုင်ငံကဖြစ်ပြီးကုတူဘာလာမွတ်စလင်ဒုက္ခသည်စခန်းဘလောက်စီကဖြစ်တယ်လို့ဘင်ဒရိုဘင် news မှာသတင်းဖော်ပြပါတယ်။အမျိုးသမီး၂ယောက်ဟာသူတို့ရဲ့အိတ်ထဲမှာရပါဆေးပြားတွေကိုထည့်ပြီးနေဆက်ဖြတ်ကျော်တိဆောက်လာချိန်မှာ သိသိရမိခဲ့တာဖြစ်တယ်လို့ကော့ပစာအခြေဆိုင်အမှတ်34 BGB တမှုဒုဗိုလ်မှူးကြီးကမီဒီယာတွေကိုပြောကြားပါတယ်။အဲဒီလိုပဲဇွန်လ22ရက်နေ့မနက်ပိုင်းကလည်းမွတ်စလင်ဒုက္ခသည်တယောက်ဖြစ်တဲ့မတ်ရှာဟစ်စကူနစ်စီကနေရာဘာစိတ်ကြွဆေးပြားတသိန်း2000ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။မြန်မာနေဆက်အနီးနက်ကျောက်စရီညိုနဲ့ခေါင်းတုံးတိုက်နယ်မှာလည်းအဲဒီလူငယ်ကိုစိတ်ကြွဆေးပြားတသိန်း2000နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်ရှင်။ နရီစီယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့နရီစီယာကထုတ်လင်းတဲ့သတင်းတွေကို www.narisia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရီစီယာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။